အားလုံးပဲမင်္ဂလာပါလို့ကျွန်တော် channel နဲ့တကယ်ကြီးတော့အားလုံးနှုတ်ဆက်လိုက်ပါတယ်ဒီနေ့မှာကျွန်တော်ဘယ်ပွဲစဉ်တွေပြောဖို့မရှိသေးခင်မနေ့ကချက်ပြန်လိကျွန်တော်ပြီးွားပွဲစဉ်ချက်ကြည့်လိုက်အောင်ဘာစီလိုနာရဲ့အင်တာမီလန်ထွက်ဝရစက်ရတယ်3 9 3 9တော်တော်ကန်လိုက်ရတယ်ဘာကဘာကဒီပွဲမှာနိုင်မယ်လို့ထင်ထားတော်냐လဲအင်တာမီလန်ကဒီနေ့မှာကစားဖို့ကောင်းတဲ့ဆင်မြူနီရဲ့တိုက်စစ်အားနဲ့3 9 3 9ကြပါပွဲစဉ်တွေချက်လောက်ကျွန်တော်ကြည့်လိုက်အောင် ွဲစဉ်လေးမှာဒီနေ့ဘာခါမှာတော့လိုင်းအလေးကြည့်လိုက်တဲ့အချိန်မှာကြတော့ကျွန်တော်ဒီဝါဒော့စကီမပါလာဘူးဖာရာတော့ရဲ့ရှစ်ထုတ်တဲ့ဟာပဲသူတို့အတွက် weak point ဖြစ်သွားလားအင်တာမီလန်မှာလည်းမာတင်ရဲ့ချက်ခံမှုမပြည့်ဝတော့ညာလဲထွက်လာတဲ့အနေထားနဲ့ကန်သွားတာဆိုမာလည်းကောင်းတယ်မနေ့ဆိုမာလည်းတော်တော်ကောင်းတယ်ကိုသမိုင်းအင်တာမီလန်ဒေါ်ဖန်လေးကတော့ player order match အောင်သူကရရှိသွားတဲ့အနေထားတစ်ခုနဲ့ရလို့ရတဲ့တာပဲသူကတစ်ကလုံးထောက်ပတ်တဲ့ငကိုးသွင်းတယ်ဆိုတော့ ပတ်တန်းညာတော်မှာတွေ့ရသူကလို့လုံးဝဒိန်ဂျာပဲဒီပွဲစဉ်ကျွန်တော်တို့ပြီးရတဲ့တပြိုင်တည်းကျွန်တော်ဘယ်ပွဲတွေရှိတယ်ဒီနေ့မှာပွဲနဲ့နဲ့များမယ်ယူရိုပါလိမန်ယူတို့စပါလို့ပွဲစဉ်တွေရှိမယ်ပြီးတော့ကျွန်တော်တို့ယူရိုကော့ဖ်လိချဲစီပွဲလို့ဖီယိုရင်တီနာပွဲလို့ရှိမယ်ပြီးတော့ကျွန်တော်ပရီးမီးယားလိပွဲကြံတပွဲကြံရနော်ချက်ပြန်လိအတွက်ရင်ခုန်ဖို့ကောင်းတယ်နော်တန်ဖောရန်နဲ့ကျွန်တော်တို့ grad phone နဲ့ပွဲစဉ်လေးရှိတော့ဒီပွဲစဉ်လေး prediction လေးနဲ့ကျွန်တော်ချက်လောက်စလိုက်ရအောင် okay ကျွန်တော်တို့ Northern Foreign နဲ့ Bradford ပွဲစဉ်လေးပဲအရင်သွားလိုက်ရအောင် တော့တန်အဖော်ရဲကတော့နိုင်အောင်ကန်ရမှာပဲဒီပွဲစဉ်ကတော့ဘာဖြစ်လို့လဲဆိုတော့ तू ကနိုင်မှလဲချက်ပြန်တိဝင်ခွက်တဲ့ तू ကညော်လေးချက်ရှိမယ်ဆိုတော့ကျွန်တော်တေဘယ်လေးချက်ကြည့်လိုက်အောင်တေဘယ်လေးချက်ကြည့်လိုက်တော့ Northern Forest ရဲ့အဆက်6မှာရမတ်က60ဒီပွဲသာ तू နိုင်သွားရင်34ပွဲမှာ तू က63မှန်နဲ့အဆက်3နှစ်တက်လို့ရသွားတယ်သူ့အတွက်တော့ဘာပြောအားရင်ပြည့်ရှိတာဒီပွဲစဉ်ကြီးရတော့ဒီပွဲစဉ်အားရင်ပြည့်ရှိသလိုဒီပွဲလေးဘက်လေးဘယ်လိုပေးထားလဲ value ပေးထားတကယ်ကြီးတော့တွေ့ရတာပဲ not an forever ပဲအသာပေးထားတာပဲ bread pot အလို့ white tool တွေပဲဒါပေမဲ့သရေလောင်ခေါ်ဆောင်တာလို့တော့နည်းနည်းတော့စိတ်ဝင်စားဖို့ကောင်းတယ်နော်ဒီပွဲစဉ်ဒီပွဲ line အလေးပါလေးကတော့ကျွန်တော်ထွေထူးပြီးတော့ကြည့်မနေနဲ့တော့ကျွန်တော်တို့ဒီပွဲစဉ်နောက်ဆုံးပွဲစဉ်မှာတော့ not an forever manchester city ကို290နဲ့ fa semi final မှာရှုံးနေထားသလို bread pot ကလည်း brighton 4-2တော့ကန်ထားတာနော်ဒီပွဲစဉ်တော်တော်ကောင်းတယ်ပြောရမှာပဲ bread pot ကလည်း ဒီပွဲတော့မတ်အောင်နည်းနည်းခက်တယ်เนาะကျွန်တော်တို့ modern forest ကကစားပုံနဲ့ဆိုတော့ rep ဖို့ဒီပုံစံတိုင်းနိုင်ပါမလားဘာပြောကျွန်တော်တို့ရဲ့ prediction ကတော့ပေးရမယ်နေထားတခုနဲ့ဆိုတော့ကျွန်တော်ဒီပွဲစဉ်ကြီးကို modern forest လွယ်တကူနိုင်မယ်လို့မဟုတ်ဘူးနှစ်ကိုတကိုဆိုတဲ့ဂိုးနေထိုင်အနိုင်ရရှိဖို့ကျွန်တော်ခံမှန်းလိုက်ပါโอเคဒါပြီးရကျွန်တော် Euro Cup လေးတွားလိုက်အောင် Euro Cup မှာတော့ ဖြစ်စည်းပွဲရှိတယ်ပြီးတော့ဖီရင်တီနာနဲ့ရီယက်ဘက်တက်ပွဲပိုစိတ်ဝင်စားဖို့ကောင်းဖြစ်စည်းပွဲကတော့ကျွန်တော်တို့တိုက်ယူတော့ဖြစ်စည်းအတွက်အသိဆိုင်အောင်မော်ဒီပွဲစဉ်ကြီးရတော့ဖြစ်စည်းပွဲစဉ်ကဘက်လေဘလို့ပေးထားတယ်ဘက်လေထွက်လာမထွက်သေးဖြစ်စည်းပွဲနည်းနည်းစောပြီးတော့ပါစင်တဲ့အရာမှတော့ဖြစ်စည်းရတဲ့လူစင်းတောက်တောက်တဲတဲနဲ့ဆိုတော့သူ့မှာရန်အင်အားတော်တော်တောက်တယ်ပရီးမီးယားလိမှာလည်းသူကလည်းချက်ပြန်လိတွေ့ရောရမနေထားနဲ့ ချက်စီရဒီပွဲစဉ်မှာ ကိုကတ်လေးတော့နိုင်ရရှိသွားမယ်အနေထားတော့ကျွန်တော်ကိုခတ်မှန်းမှာဆိုတော့ဒီပွဲစဉ်ကိုကျွန်တော်ချက်စီနှစ်ကိုတကိုနဲ့နိုင်ရရှိသွားမယ်ကိုခတ်မှားလိုက်ပါဗျာโอเคချက်စီပြီးတာနဲ့နောက်စိတ်ဝင်စားဖို့ကောင်းတဲ့ကျွန်တော်တို့ Real Betis နဲ့ Fiorentina Real Betis လဲကောင်းတယ်စပိတ်ကလပ်မှာ Real Betis မှာ အစ်ကိုလိုခုချေလေးခြေစမ်းကောင်းတော့နော်အစ်ကိုလိုအတိုနီယာတော်တော်ခြေကောင်းတယ်ဖီရန်တီနာလည်းကော့ဖရက်လီမှာသုံးနှစ်ဆက်တိုက်မယ်နော်ဆီမီဖိုင်နယ်တရှောက်ရောက်နေတဲ့နေတိုင်းမှာရီယဘက်တွေလွတ်လပ်ကူကူကြော်ဖြတ်နိုင်မလားဒီပွဲစဉ်လေးဘတ်တွေပေးထားတာရီယဘက်တွေပဲပေးထားတက်ခေါ9နဲ့450ပြည်တွင်းပွဲတွေချက်ကြည့်တော့ပြည်တွင်းပွဲမှာဘယ်လိုနေနိုင်မလားဟာရီယဘက်တွေကလည်းရီယဘယ်လာဒိုလေးဘယ် ငေါကုတ်တကူတော့အုပ်ထားတာပဲပူရတင်နာအမ်ပိုလီနိုင်တာဘယ်လိုတွေ့လဲလဲတက်ဆင်ရမှာဟိုအောက်ဆွေးရောင်းနေအမ်ပိုလီကတော့နေထားတော့တူဝမ်းနေဆိုဒီပွဲစဉ်ကိုတည်ရလို့မခေါ်ဆောင်ရီယဘက်တဲ့ပဲဒီပွဲစဉ်ကိုနိုင်မယ်လို့ကျွန်တော်ကိုခတ်မှန်းကျင်တာရီယဘက်တဲ့ကတက်လာလာတော့သူက 2C နဲ့11နဲ့တက်လာပြီးတော့ကော့ဖရက်မှာဖီရတီနာလေတည်ရနေဆိုတိတ် ခြေပြက်ပြက်ရင်တော့မဟုတ်ဆိုတော့ဒီပွဲစဉ်ရရီယဘက်တဲ့ဘက်ကျွန်တော်နှစ်ကိုတကိုနဲ့ကိုခံမှန်းလိုက်ပါတယ်ဗျာ Okay စီမီဖိုင်နယ်ဆိုတော့ကျွန်တော်ကိုရအပြက်ပြက်သားသားကြီးတအားမမှန်ယုံเนาะကျွန်တော်တို့နည်းနည်းဒီနေသားတွေရောရောက်လာသူတပြန်ကိုတပြန်တော့ကံမှနေသားပြီတော့တော်တန်စပါနဲ့ကျွန်တော်တို့နော်ဝေးကလန်နဲ့ကျွန်တော်ချက်တော့ကြည့်တယ်ဗော်ဒီရပါဗော်ဒီဗော်ဒီရော ဘော်ဒီဂလန်းနဲ့ဘော်ဒီဂလန်းနဲ့ဘော်ဒီဂလန်းနဲ့ပွဲစဉ်မှာချက်ကြည့်လိုက်တော့စပါနောက်ဆုံးပွဲစဉ်မှာလီဗာပူ5-1နဲ့ရှုံးသားတယ်ဘော်ဒီဂလန်းကတော့3-0နဲ့နိုင်တာဘော်ဒီဂလန်းကလည်းလာစီယိုနိုင်ပြီးတက်လာနော်ခက်ညက်ညက်ခြေတော့မဟုတ်ဘူးနော်ဘက်လေးကြည့်လိုက်တော့လဲပေးထားတာ1-9နဲ့8-50ဘွာတော့တော်တော်ကွာတယ်စပါဒီပွဲစဉ်ကိုကိုပြက်ပြက်နဲ့ကန်တော့နောက်ပွဲတသားရကန်ရမယ်ဆိုတော့ဒီပွဲစဉ်ကိုစပါ 3ခုတကိုးနဲ့နားရရှိအောင်ကျွန်တော်ကိုးခတ်မှလိုက်ပါရဗျာ။ Okay. နောက်ဆုံးပွဲစဉ်ခင်ဗျားတို့လည်းစောင့်နေကျွန်တော်တို့ရင်ခုန်ဖို့ကောင်းတဲ့ Athletic Bilbao နဲ့ကျွန်တော်တို့ Manchester United ပွဲစဉ်ချက်ကြည့်လိုက်အောင်။ဒီပွဲစဉ်ကြီးက Man U အတွက်အရင်မျောလင့်ထားလို့မရဘူးနော်။နည်းနည်း short ရှိတယ်နော်ဒီပွဲကြီးကတော့ Bilbao ကလည်းခက်ညံ့ညံ့မဟုတ်ဘူး။ဆက်ရက်တူမဟုတ်1 2 4တော့ဝင်နေတော့ မန်ယူကခြေစွမ်းမမှန်သေးတာနဲ့လိုင်းရလေဘလို့ထွက်လာနိုင်မလား4231နံပါတ်ထွက်လာပြီးတော့မန်ယူကထုံးစံတိုင်း3421နဲ့ထွက်လာပြီးတော့ဖိုင်လန်လို့ဇက်စီးကကြက်ခိုင်မှုပြေးလာပြီးတော့ဖနန်တက်နဲ့ကနာချိုးပဲလိုက်မလားဒိုဂူနဲ့မဇလူဝဲကိုညာထုတ်ပြီးတော့ယူရိုပဲလိုက်မလားနေထားရတော့စိတ်ဝင်စားဖို့ကောင်းအောင်တော့မန်ယူကနောက်ဆုံးပွဲမှာကြည့်လိုက်တော့ဘုံမောက်တေးကြထားပွဲတော့မဆိုးလို့ပြောအောင်တော့တက်တောက်တင်းနေရှိတယ်တော့ ဝီဘာအိုကလည်းဘဲမကိုဝမ်းစီးတဲ့အနိုင်ရရှိတာနေထိုင်ကြတယ်ဒီပွဲစဉ်မှာတော့ဘလို့သွားနိုင်တယ်မန်ယူသရေထိလိုက်နိုင်မလားပေးထားတာနှစ်30နဲ့360ဆိုဝီဘာအိုကပေးထားအနေထိုင်ကြမှာဒီပွဲစဉ်ယူဝီဘာအိုရဲ့တိုက်စင်းနဲ့ကျွန်တော်နည်းနည်းတော့ကြောက်တယ်ပြပြသားသားတော့မမှန်ရေဘူးဒီပွဲစဉ်ယူမန်ယူပြိတ်သက်လျာတော့ကျွန်တော်နဲ့မြင်ချင်းတူမတူပါမယ် နောက်ပွဲစဉ်စာဆောက်ရင်းနဲ့ကျွန်တော် BBO ပဲဒီပွဲစဉ်မှာလောတုံကူတကူဆိုတဲ့နေသားတစ်ခုနဲ့ကိုခတ်မှန်းလိုက်ရင်တော့မန်ယူပြိသက်လေးနဲ့ကတော့ကျွန်တော်တို့အမြင်ညင်းနေနေကွဲကွဲအောင်မယ်အဲ့ဒါကနေကျွန်တော်တကယ်ကျတော့အလုံးနှုတ်ဆက်ရင်းနဲ့ကျွန်တော်ဒီနေ့ prediction ကနေတကယ်ကျအလုံးနှုတ်ဆက်လိုက်ပါနဲ့ကျေးဇူးတင်ပါတယ်အားလုံးပဲနေကောင်းကျန်းမာကြပါစေ fighting